ခီးသွားဆိုင်ငယ်တွေကဒါကျမ်းပါတယ်ဆိုတော့အကျမ်းဆုံး inline 3 engine နဲ့အောင်ပြပါဆိုလို့ကျွန်တော်ဒီဆိုင်ငယ်ကိုပြပါတယ်ဒါဒီဆိုင်ငယ်က MD09 trailer ဆိုင်ငယ်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ဒီဆိုင်ငယ်အကြောင်းကိုပြပါတော့ပို့ဖြစ်ပါတယ်ဆက်လိုက်အောင်ဒီဆိုင်ငယ်လားဒီဆိုင်ငယ်လားဒီဆိုင်ငယ်လားဒါမျိုးဆိုင်ငယ်လားလူမျိုးဆိုင်ငယ်တွေကိုကိုမျိုးဝဲမော်တော်ဆိုင်ငယ် showroom မှာဝယ်ရရှိနိုင်ပါတယ်တိုင်း20ဝန်းကျင်ကနေတိုင်း400ဝန်းကျင်ဒီဆိုင်ငယ်မျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ငယ်တွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ် ကျန်းမာသောမော်ဘီမြို့နယ်စပိုင်းမတိုင်နယ်16မတိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်သာသီ58လမ်းအဲ130 130အေးကြားမှာရှိပါတယ်အဲတိတ်တိတ်ချင်းဆက်တက်မင်းမြတ်ညင်နေဆိုလို့ကျွန်တော်အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်တက်မင်းမြတ်နိုင်ပါတယ်အဲကော့မန့်ပါလေပြေဆောင်လင့်ချပေးထားပါ MD09 ဆိုင်ကလူကြိုက်များတဲ့ inline 3 engine နဲ့ဆိုင်ကလေးတို့ပြောလို့ရပါတယ်အဲဒါပေမဲ့အခုနောက်ပိုင်းဈေးတွေကတက်လာနေပြီဖြစ်လို့ရက်ွက်သေးတွေမှာတော့တိတ်မတွေ့ရတော့တာမြင်မြပါဘူး 2019လောက်တုန်းကမြန်မာငွေ380ဝန်းကျင်လောက်နဲ့ MD09 အာ2014 2015 model ၄စီးလို့ရခဲ့ပါတယ်။အခုကတော့အာ5ကျွန်လုံးလုံးမစီး။ MD09 tracer ကလည်း MD09 ကိုပဲခီးသွားဆိုင်ရဲ့အဖြစ်အသွင်ပြောင်းပြီးတော့ထုတ်ထားတာဖြစ်ပါတယ်။ဒါ Master of Dog လို့မွန်တင်ထားတဲ့ MD09 ဆိုင်ရဲ့ခီးသွားဆိုင်ရဲ့အဖြစ်ပြောင်းလိုက်တော့ဒါအကောင်လေးပူကြည့်မယ်။အထားကျရုံဆွဲတွေမှာစိတ်သွားတိုင်းကိုပါဖြစ်နေမှာပါ။ ဒါ MD series ကိုစစထုတ်ရလို့ရှင်တော့ဒါ2005ခုနှစ်ကစပါတယ်။ဟော V twin engine နဲ့ naked bike စထုတ်လိုက်ပြီးတော့ MD 01နာမည်နဲ့လာတာဖြစ်ပါတယ်။ဒါ MD series ရဲ့ပထမဆုံးဆရာကြီးပေါ့။ 1650cc engine ကြီးတက်ဆင်ထားပြီးတော့ V twin engine နဲ့ရုံးဆွဲလိန်ကျအား150 Nm အထိရှိခဲ့ပါတယ်။ Top sport ဆိုပြီးတော့ Yamaha ကအုံစားခဲ့ပါသေးတယ်။ အဲဒါပေမဲ့ inline engine လည်းမဟုတ် V-twin နဲ့ cruiser လည်းမဟုတ်ဟိုမြောက်ဒီမြောက်ဖြစ်နေတာကြောင့်2005မှာစထုတ်ပြီးတော့ဒါ2009မှာအဆုံးသက်ရလာခဲ့ပါလေအခုဆိုရင်တော့ collector တွေအတွက်ဝယ်စုတင်တဲ့ cycle လို့ပြောလို့တော့ရနေပါပြီဒါ01မထုတ်တော့ MD03 စထုတ်ပါလေဒါ2006မှာပေါ့660 cc engine ကိုတုံးထားပေမဲ့ single cylinder တစ်လုံးထိုး engine ဆိုတော့ဒါ R15 ထပ်မရှိကြပါဘူးလေ 2013မှာတော့တခင်ကြီးတို့ကြိုက်တာ MD09 ထုတ်ပြလာခဲ့တော့ MD03 ကစီးမဲ့လို့ရှိတော့တဲ့အတွက်နောက်နောက်ဆက်လီမှာထုတ်ထုတ်တာရခဲ့ပါတယ် MD09 ဆိုင်ကလည်း2013မှာစတ်ထုတ်ပြီးတော့ဒီနေ့ချိန်ထိထုတ်လုပ်နေအောင်ဖြစ်ပါတယ်အခု2025ခုနှစ်ထိပေါ့ဒါ2013ကနေ2026ခုနှစ်ထိက first gen ဖြစ်ပြီးတော့2029ခုနှစ်ကနေ2020ထိ second gen ဖြစ်ပါတယ်2021ခုနှစ်ကနေလက်ရှိအချိန်ထိကသာ gen နေနဲ့ထုတ်လုပ်ထားပြီးဖြစ်ပါတယ် အရင်မော်ရယ်ဟောင်းတွေပိုကောင်းပါတယ်ဘယ်လိုပဲပြောပြောဒါအခုနောက်ဆုံးထုတ်လုပ်ထားတဲ့ Touch Channel ကတော့ Every Bound များစွာနဲ့အကောင်းဆုံးဖြစ်ပါလေ2026 Ronaldo လောက်မှာဒါ Structure Music 4 Jam ကိုထုတ်လုပ်မယ်လို့တော့ပြောထားတာတွေ့ရပါတယ် MD09 ပြီးရင်နောက်ထပ်အကြိုက်ဆုံး MD Single က07ဖြစ်ပါလေ Parallel Twin 6 cc engine ကိုအသုံးပြုထားပြီးတော့ဒါ CP2 engine လို့ခေါ်ပါလေအယုံဆွဲထားကြတယ်အိဇောရဲ့အတန်းထွက်ကပါဝါနဲ့ဆိုရင်၃ညပါဝါ၅ဖြစ်ပါလေ ရုံဆွဲကြမ်းမယ်တီးမယ်လော်မယ်ဖြဲမယ်ရဲမယ်ဖြုတ်မယ်ဖုတ်မယ်ဆိုတဲ့သူတွေအကြိုက်ဖြစ်ပါတယ်။ Yamaha ရဲ့ MD series ကိုဒါလူကြိုက်အများဆုံးဖြစ်စေခဲ့တဲ့စံကလို့လည်းပြောလို့ရပါတယ်။ Generation 3ခုမြောက် T upgrade တွေနဲ့လက်ရှိအချိန်ထိထုတ်လုပ်နေစေဖြစ်ပါတယ်။အခုနောက်ဆုံးထုတ်လုပ်ထားတာက Andy Tan ဒါမှမဟုတ် MD Tan ဆိုင်ရဖြစ်ပါတယ်။ MD series မှာပထမဆုံး inline 4လေးလုံးထုတ် engine နဲ့ဖြစ်ပါတယ်။အရင်09ထက်ဘာရီတာမလဲဆိုရင်အတန်ထွက်ပိုလှမယ်။ engine cc ပိုကြီးမယ်။ power များမယ်။ dot linkage အားပုံများမယ်။ဝေးလဲပုံများသွားပါတယ်။အိဇောတန်ခလဲ smooth ပုံဖြစ်ပါတယ်။ 998cc inline 4 Yamaha ရဲ့ R1 CP4 engine ကိုအသုံးပြုထားတာဖြစ်ပါတယ်။အသုံးပြုထားတဲ့စိတ်ပိုင်းတွေ၊ fault တွေ၊ brake တွေ၊ electronic stick တွေကရှယ်တကရှယ်တွေအသုံးပြုထားတာလည်းဖြစ်ပါတယ်။2016ကစတင်ခဲ့ပြီးတော့ယခုလက်ရှိအချိန်ထိထုတ်လုပ်နေသေးဖြစ်ပါတယ်။ဒီဆိုင်ကရီက MD series ဆိုင်ကရီဖြစ်ပြီးတော့ဒီဆိုင်ကရီရဲ့ engine 2 sport touring ဆိုင်ကရီလည်းထုတ်လုပ်ခဲ့ပါတယ်။ MD07 engine Treasure 7, MD09 engine Treasure 9ခြေဘင်းနှစ်ပိတ်နဲ့ Nikon GT စံရီထုတ်ခဲ့ပါသေးတယ်။ဒါအင်ဂျင်တူတူဖြစ်ပေမဲ့ Treasure 7, Treasure 9စံရီက Sport Touring ခရီးသွားစံရီဖြစ်ပါတယ်။ဒါ Nikon GT ကတော့ဟိုမရောက်ဒီမရောက်ဂျိုသားစံရီဖြစ်တော့ပါတယ်။ MD09 Treasure ဒါမှမဟုတ် Treasure 9စံရီက powerful ဖြစ်မယ်။ဂျေရှိခီးသွားမယ့်နေရာတွေမှာတတ်တုံတတ်တာမောင်းနေနိုင်မယ်။တီးမယ်လှော်မယ်တီးထုတ်မယ်ဆိုတဲ့သူတွေအကြိုက်စံရီဖြစ်ပါတယ်။ 669 cc inline 3 cp3 engine နဲ့ဖြစ်မယ်။မြင်းကောင်ကြီး136ထွက်မယ်။အယုံဆွဲလိန်ကျန် torque က63 Nm ရှိပါမယ်။အတနာကြီးမိုင်140ဝန်းကျင်မောင်းနေနိုင်မယ်။စီတကားလန်ကိုမိုင်90ဝန်းကျင်လောက်မောင်းနေနိုင်ပါတယ်။ quick shifter အာ ABS brake, traction control, cruise control, right by wire နဲ့တခြားစနစ်ပေါင်းများစွာပါဝင်ပါတယ်။ဒါ Trizon 9မှာ upgrade နဲ့ငယ်ပြုလုပ်ထားတဲ့ Trizon 9 GT, GT Plus Signery လည်းရှိပါတယ်။ 2025ရမာ Treasure Nine ဆန်ကဲဈေးကအခုမြန်မာငွေဈေးနဲ့ဆိုလို့ရှင်တော့ဒါသိန်း900ဝန်းကျင်လောက်ရှိမယ်လို့တော့ခန့်မှန်းရပါတယ်။ TMD 09 Treasure ဆန်ကဲကဒါ2025မော်ဒယ်ဖြစ်ပြီးတော့ဒါဈေးနှုန်းလေးကတော့168သိန်းဝန်းကျင်ရှိမှာဖြစ်ပါတယ်။အဒီဆန်ကဲကိုလိုချင်စီးကျင်တယ်ဆိုလို့ရှင်တော့ဒါကွန်မြူဝင်းမော်တော်ဆန်ကဲရှိုးရုံမှာရှိပါတယ်။အကွန်မြူဝဲမော်တော်ဆိုင်ကယ်ရှိုးရွန်ရဲ့နေအာဒါလိစာကတော့ရန်ကုန်မှာဆိုလို့ရှိရင်မော်ဘီမြို့နယ်ဆပ်ပလိုင်းမတ်တန်နဲ့တချောင်းမတ်တန်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြသာစီ58လမ်း110 110ရေးရမှာရှိပါတယ် ဒါအသေးစိတ်သိချင်ဝင်ချင်တယ်ဆိုလို့ရှင်တော့အောက်မှာပြည့်စုံလင့်ချပေးထားပါ